မိတ်ဆွေများအားလုံးကျမ်းမာဘေးကင်းကြပါစေခင်ဗျာကျွန်တော်တို့ channel အနေနဲ့ဒီကနေ့ဗီဒီယိုရိုက်ဖို့အဆင်မပြေတာကြောင့် audio အတန်ဖိုင်နဲ့ပဲတင်ဆက်ခွင့်ပြုပါလို့ပြောချင်ပါတယ်ဒီကနေ့ຫນွေဥတ္တစာ channel ကနေပြီးတော့တင်ဆက်ပေးမယ့်သတင်းတွေကတော့ AA ကစခန်းတစ်ခုထပ်ပြီးတင်ပိုက်လိုက်ပါတယ်နောက်ပြီးတော့ဒီနိုင်ရကနောက်ဆုံးလက်ကြံအနှဲငယ်ကိုဆက်ပြီးတော့တိုက်ခိုက်နေတယ်လို့ဆိုပါတယ်ဒီဟာခါမျိုးမရဲစကန်ကိုစီးနှင်းပြီးတဲ့နောက်မှာအကျဉ်းသားတွေကို CNF ကကယ်ထုတ်သွားတယ်လို့ဆိုပါတယ် နောက်ကရင်ပြည်နယ်ဖလူးဒေသမင်းလက်ပံမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။သခိုင်းမင်းကွန်းလမ်းမှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်တာမှာအရာရှိအပါဝင်စစ်သား5ဦးသေဆုံးပြီးတော့လက်နက်ခုနှစ်လက်ရရှိတယ်လို့ဆိုပါတယ်။တီဘောမြို့ညီခါလင်းရွာအထိကိုစစ်ကောင်စီစစ်ကြောင်းရောက်လာပြီးတော့လေကြောင်းကနေဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။မိုးကုတ်မြို့ကိုစစ်ကောင်စီကဘုံထက်ကျဲသွားပြန်ပါတယ်။ပြီးတော့ဒီမြန်မာထိုင်းနယ်စပ်မှာရှိတဲ့ကင်းစားလိုအမြင့်တွယ်နေတဲ့ ကြားဖြန့်ဆိုင်ဘာဂိုင်းတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုစုစည်းပြီးတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ချင်တာကတော့ AA ကစကန်တစ်ခုထပ်ပြီးတင်ပိုက်လိုက်ပြီးတော့နိုင်ရီကနောက်ဆုံးလက်ကျန်အနှဲငယ်ကိုဆက်ပြီးတက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ချင်ပါတယ်ဒီစစ်ကော်မရှင်တပ်တွေကသူတို့ဆုံရှုံတဲ့နေရာတွေကိုပြန်လည်ရယူဖို့အတွက်အင်အားသုံးပြီးတော့ထိုးစစ်ဆင်နေတဲ့ဂျာကနေအေအေနဲ့ပူပေါင်းတက်တွေရဲ့တံပြန်ထိုးစစ်နဲ့ပဲခူးတိုင်းဗရောင်းမြုပ်နယ်ပကံကွေ့ ပကံကွဲလို့လဲခေါ်ပါတယ်။ရွာရဲ့တောင်ဘက်6ကီလိုမီတာအကွာကစခန်းတစ်ခုကိုထပ်ပြီးသိမ်းပိုက်လိုက်တဲ့အကြောင်းဗီဒီယိုဖိုင်နဲ့အတူမင်းညဘိုင်းမှာရက်ကတက်တော် AA ကနေပြီးတော့သတင်းထုတ်ပြန်ထားတာပါ။အဲ့ဒီအာနာသိန်းစစ်တပ်ရဲ့ point 63လုံးကုန်းကိုအော်တိုဘာလ14ရက်မနေ့9နိုင်လောက်ကနေပြီးတော့ AA အဖွဲ့ကစတင်ထိုးသိမ်းခဲ့ပြီး၃နိုင်အကြာမှာစကန်းကိုသိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။ ကံခွေခေါ်ပကံခွေစခန်းနဲ့အနီးဝင်းကျင်ကိုမသိမ့်ပိုက်မီအချိန်ကလေးကတိုက်ပွဲတွေကတော့ဖြစ်နေတာလို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါရတယ်။ထုတ်ပြန်ထားတဲ့ဗီဒီယိုဖိုင်ထဲမှာတင်စီရမိတဲ့စခန်းဟာအတော်လေးရှည်လျပြီးတော့ဂရုကျင်းတွေတဲတွေစစ်ကော်မရှင်အလောင်းတွေနဲ့လက်နက်ခရံစစ်သုံးပစ္စည်းတချို့ကိုသိမ့်ပိုက်ရရှိထားတာတွေတွေ့ရပါရခင်ဗျာ။အခုထိုးစစ်အတွင်းမှာတိုက်ရိုက်ခိုက်ရီကောင်းမွန်တဲ့အရကစစ်တီတော်တွေနဲ့အတူပိဆက်ဆွန့်လုခဲ့ကြရတဲ့အရကစစ်တီတော်တွေကို လေးလေးနက်နက်မှတ်တမ်းတင်ဂုံပြုပါတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နောက်ပြီးတော့ AA ရဲ့ထုတ်ပြန်ချက်တွေမှာစစ်တွေမျိုးအနည်းဝန်းကျင်မှာလည်းလက်နက်ကြီး drone တွေနဲ့နှစ်ဖက်အပြန်အလှန်တိုက်ခိုက်တာတွေအခုရက်ပိုင်းအတွက်မှာပိုပြီးပြင်းထန်လာနေတယ်လို့လည်းဖော်ပြထားပါတယ်။အခုတလို့နာမည်ကြီးနေတဲ့နိုင်ရကံဘီဝါဂုံနဲ့ပတ်သက်လို့အပြစ်တသိမ့်ပိုက်နိုင်ဖို့အတွက်လက်ကြံအနှဲငယ်နေရာတချို့ကိုထိုးသိမ်းတိုက်ခိုက်နေစေဖြစ်ပါတယ်။ ဒါအပြင်အဲ့ဒီကုန်းကနေပြီးတော့ကစင်ကလေးထွက်ပြေးနေကြတဲ့ရန်သူတွေနဲ့လည်းတချို့နေရာတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့လက်နက်ချလင်းဝင်ရောက်လာတဲ့သူတွေကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ပေးထားတယ်လို့လည်းဆိုပါတယ်။နောက်ပြီးတော့ဒီအေယော်ရီတန်ရေကြီးမြို့နယ်ဆက်ဆက်ယူကြေးရွာအနီးမှာလည်း2025ခုနှစ်အောက်တိုဘာလ15ရက်နေ့လယ်3:55မိနစ်အချိန်ကစပြီးတော့မိနစ်အနည်းငယ်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်းအကြေညာဖော်ပြထားပါတယ်။ လက်ရှိစည်ရဲ့အခြေအနေကတော့ရခိုင်မကွေးအစက်ရခိုင်ပကူးအစက်နဲ့ရခိုင်အေယာဝတီအစက်တွေမှာတိုက်ပွဲတွေဖြစ်နေပါတယ်အခုတလော့အေအေနဲ့ပူပေါင်းတက်တွေဘက်ကနေပြီးတော့စည်ရဲ့အရာအသာစီရလာပြီးတော့မကွေးတိုင်းနဲ့ပကူးတိုင်းအတွဲမှာရှိတဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ယုံတွေကိုစတင်ချိန်ချောက်နိုင်နေပြီလို့စည်ရဲ့လိလာသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ ဟာခါမြို့မှရဲစခန်းကိုစီးနှင်းပြီးတဲ့နောက်အကျဉ်းသားတွေကို CNF ကကယ်ထုတ်သွားတယ်ဆိုတဲ့သတင်းကိုဆက်တင်ပြပါမယ်။ချင်းပြည်နယ်မြို့တော်ဟာခါမြို့ရဲစခန်းကို အောက်တိုဘာ16ရက်ဒီကနေ့မနေ့3နာရီလောက်မှာချင်းမြို့သားတပ်ဦး CNF CNA ဦးဆောင်တဲ့ချင်းတော်လိုင်းတပ်တွေကစီးနှင်းပြီးတော့အကျဉ်းသား15ဦးကိုကယ်ထုတ်သွားခဲ့တယ်လို့ချင်းမြို့သားတပ်ဦးရဲ့ပြောရေးဆိုခွင့်ရှိသူ slide ထက်နေကပြောပါရတယ်။ကယ်ထုတ်နိုင်တဲ့အကျဉ်းသား15ဦးထဲမှာချင်းမြို့သားတပ်ဦးရဲ့ တပ်ဖွဲ့ဝင်တွေဟာခါ CDF တပ်ဖွဲ့ဝင်တွေနဲ့ပြည်သူတွေပါဝင်ပြီးတော့သူတို့ကိုလုံခြုံတဲ့နေရာကိုပို့ဆောင်ထားတယ်လို့လည်းစလိုင်းထက်ကြီးကပြောပါတယ်။အဓိကတော့အကျဉ်းသားကယ်ဖို့ပြစ်တာပေါ့အဲ့ဒီမှာအကျဉ်းသားဒေသန္တရတပ်ဖွဲ့ဝင်တွေပြည်သူတွေနဲ့အလုံးစုစုပေါင်း15ဦးလောက်ကယ်နိုင်ခဲ့တယ်အကျဉ်းသား15ယောက်နဲ့အတူအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ပြောပါတယ်။ဟာခါမျိုးရဲစခန်းကိုစီးနင်းရမှာအပြန်လန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ဘက်ကနေပြီးတော့ တတ၅ဦးတည်ဆုံခဲ့တယ်လို့ဒဏ်ရသူအများပြားရှိခဲ့ပြီးတော့တော်လန်ရဲ့အင်အားစုတွေကအထိကိမရှိစုခွာနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။လက်ရှိအချိန်မှာတော့အာနာသိန်စစ်တပ်တွေကဟခမြို့ပေါ်ကနေ60မမတွေနဲ့တော်လန်ရဲ့အင်အားစုတွေခူအောင်မဲ့ထင်တဲ့နေရာတွေကိုပြစ်ခတ်တိုက်ခိုက်နေတယ်လို့ slide ထက်နေကပြောပါတယ်။ချင်းပြည်နယ်ဟာခါမြို့အကျဉ်းစခန်းကိုတော့ချင်းတွန်လိုင်းအင်အားစုတွေက ပြီးခဲ့တဲ့နှစ်2024ခုနှစ် ဒူလိုင်လ20ရက်နေ့အတွင်းမှာစီးနင်းတိုက်ခိုက်ခဲ့ပြီးတော့အကျဉ်းသားနဲ့အချုပ်သား62ဦးကိုကယ်ထုတ်ထားခဲ့ပါသေးတယ်။ချင်းပြည်နယ်အတွင်းမှာတော့ဒီအာနာသိန်းစစ်တပ်ကစုမှုထိန်းချုပ်ထားတဲ့ဖြစ်တဲ့ဟာခထန်တလန်တီးတိန်ခိုင်ကန်းမြို့၄မြို့သာကြန့်ရှိပြီးတော့ကြံမြို့နယ်တွေကိုတော့တွန်လိုင်းအင်အားစုတွေကထိန်းချုပ်ထားပါတယ်ခင်ဗျာ။ကရင်ပြည်နယ်ဖလူဒေတာကမင်းလပတိုက်ပွဲသတင်းကိုဆက်ပြီးတင်ပြပါမယ်။ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်မင်းလပကျေးရွာဘက်ကို ီအာဏာသိမ်းစစ်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေနဲ့မင်းကညာဘက်ထိထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်းဒေသခံတွေနဲ့မြေပြင်ရဲဘော်တွေကပြောကြပါဗျ။မင်းလက်ပံရွာနေမှာအင်ဂျင်မြန်ရွာမှာအာနာသိန်းစစ်တပ်ကရက်တပ်တစ်ပတ်အကြာအင်အားရာချီပြီးဖြစ်တင်းပြီးတဲ့နောက်မှာမင်းကည10နာရီခွဲကျော်မင်းလက်ပံဘက်စစ်ကြောင်းထိုးလာတာလို့သိရပါဗျ။မြေပြင်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တအူပြောပြတာကတော့ မင်းလက်ပံတဲမှာတော့မရောက်သေးဘူးသူတို့တိုးလာလို့ညကတိုက်ပွဲဖြစ်တယ်လက်နေကြီးပြစ်တယ်ညကကြာတော့ကြာတယ်အခုမနဲ့တော့ငြိမ်သွားပြီလို့ပြောပြပါဗျ။ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်၉မိုင်လောက်အကွာမှာလေးကိတ်ကော်မြို့တိရက်ွက်တချို့အပါဝင်လေးကိတ်ကော်နေရာဒိတအချို့ကိုအနာသိန်းစစ်တပ်ကအောက်တိုဘာလဆန်းပိုင်းအတွဲမှာပြန်လည်ထိန်းချုပ်နိုင်ပြီးတဲ့နောက်မှာအခုမင်းလက်ပံဘက်ဆက်ပြီးတော့စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။လေကေကောဒေတာနဲ့တစ်ဆက်တည်းမှာဖြစ်တဲ့ ဖလူဒေတာအတွင်းကမင်းလက်ပံကျေးရွာဟာလေးကိတ်ကော်ဒေတာဖလူဒေတာတို့ရှိတော်လိုင်းပူပေါင်းတပ်တွေရဲ့နောက်ဆုံးခံစစ်နေရာဖြစ်ပြီးတော့မင်းလက်ပံကိုအနာသိစစ်တပ်ကပြန်လည် ထိန်းချုပ်နိုင်လို့ရှိရင်တော့ဖလူဒေတာမှာဒီစစ်ဘေးရှောင်တဲ့ဒေတာကန်ထောင်ချီအတွက်လုံခြုံရေးအန်တရရဲ့ရှိမဲ့အပြင်ဝေါ်လီဒေတာတိဆက်လက်စစ်ကြောင်းထိုးဖို့လမ်းကြောင်းပွင့်သွားနိုင်တဲ့အကြောင်းဒေတာကန်တွေနဲ့စစ်ဆောင်ကူညီသူတွေကပြောဆိုကြပါတယ်ခင်ဗျာ။ နောက်သကိုင်းတိုင်းမင်းကွန်းလမ်းမှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်တာမှာရာရှိပါဝင်စစ်သား၅ဦးသေဆုံးပြီးတော့လက်နက်ခုနှစ်လက်ရရှိပါတယ်။သကိုင်းတိုင်းသကိုင်းမင်းကွန်းလမ်းမှာစစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်တာမှာခလရ136ကဘူကြီးမင်းထွန်းစုအပါဝင်စစ်သား၅ဦးသေဆုံးပြီးတော့လက်နက်ခုနှစ်လက်ရရှိတဲ့အကြောင်းယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတဦးကပြောပြပါဗျာ။ အော်တိုဘာလ23ရက်နေ့သခိုင်းမင်းကွန်းလန်းပေါတော့ကြေးရွာမှာပြည်သူတွေကိုဖမ်းဆီးစစ်ဆေးနေတဲ့အင်အား20လောက်ရှိတဲ့ဒီအာနာသိန်းစစ်တပ်စစ်ကြောင်းကိုယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကကင်ဘုံဝစ်အသင့်ဆောင်ကျူတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာခလာရ116ကဗိုလ်ကြီးမင်းထွန်းစုအပါအဝင်စစ်သား5ဦးမျက်မြင်သေဆုံးခဲ့ပြီးတော့တခြားစစ်သား15ဦးလောက်လည်းဒီထိခိုက်ဒဏ်ရာရရှိပြီးတော့ပြည်သူတွေထံကဆိုင်ကယ်နဲ့ကားတွေကိုအသင့်အဓမ္မလူယူထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ အဲ့ဒီစစ်တပ်စစ်ကြောင်းကို MA1 တနက်2လက် MA3 3လက် MA5 တလက်6လုံးပြူတလက်ဤနာဂါတလုံး icon တစ်ခုတင်စီရမိပြီးတော့တော်လိုင်းရဲဘော်တူချဆုံးခဲ့ရပါတယ်ဒီပြည်သူတွေအနေနဲ့ဒီအာနာသိန်းစစ်တပ်နဲ့တတ်နိုင်သမျှခတ်ဝေးဝေးမှနေထိုင်ကြဖို့ unicorn ပျောက်ကြားတပ်ဖွဲ့ကတတိပေးထားပါတယ်ခင်ဗျာနောက်ရှမ်းမြောက်တိဘောမျိုးကနောက်ဆုံးအခြေအနေကိုဆက်ပြီးတင်ပြပါမယ်ဒီတန်းတက်မတော် PSLF TNL ထိန်ချုပ်ထားတဲ့တီဘောမြို့ကိုထိုးသိမ်းစင်နေတဲ့စစ်ကောင်စီတပ်ဟာတီဘောမြို့အနီးခါလိန်ရွာအထိရောက်ရှိလာပြီးတော့လေကြောင်းကနေဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတယ်လို့ရှီရန်စစ်မြေပြင်မှာရှိနေသူတဦးကပြောပြပါဗါးလေကြောင်းကနေဝိုင်တွဲနဲ့လည်းဇက်တိုက်ဘုံကျဲနေတာမြို့ထဲထိတော့စစ်ကောင်စီဘက်ကဝင်ရောက်တာမရှိသေးဘူးလို့သိရပါဗါး လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နာခဲကြီးရွာဟာတိဘောမြို့နဲ့နှမိုင်းဝင်းကျင်သာကွာဝေးပြီးတော့မဟင်းရွာအပါဝင်စတဲ့ကြီးရွာတွေကိုစစ်ကောင်စီတပ်ကကျော်ဖြတ်ရမှာဖြစ်ပါတယ်။လက်ရှိအခြေအနေဟာစစ်ကောင်စီတပ်ကတိဘောမြို့ကိုပြန်ရဖို့နှိစက်နေပြီးတော့တိဘောမြို့ကိုလက်လွတ်ခဲရရင်တော့တအန်းတပ်ကထိန်းချုပ်ထားတဲ့မြို့နယ်တွေကလက်လွတ်ခဲရတဲ့မြို့သုံးမြို့မြောက်ဖြစ်လာပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လကစပြီးတော့စစ်ကောင်စီတပ်ဟာနောင်ချူမြို့ကိုရပြီးတဲ့နောက် ကြောင်မဲမျိုးဘက်ကိုထိုးသစ်စင်ကကြောင်မဲမျိုးကိုပြီးခဲ့တဲ့အောက်တိုဘာ၁ရက်မှာပြန်ထိန်ချုပ်နိုင်ခဲ့တာဖြစ်ပြီးတော့ဒီဘောဘက်ကိုဆက်ပြီးပြန်လဲထိုးသစ်စင်နေတာဖြစ်ပါတယ်။အောက်တိုဘာလ၁၄ရက်နေ့ညနေ၄:၄၅မိနစ်လောက်မှာလဲဒီဘောမျိုးနယ်နားလွယ်နှဟုနွဲ့ခါလိန်မဟင်းနဲ့ဂေါတန်ရွာအပါဝင်စတဲ့ကြေးရွာတွေကိုစစ်ကောင်စီတပ်ကဝိုင်းတွဲနဲ့ဘုံအလုံးကြီး၄၀ကျော်ကျဲချတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာဒီဘောမြို့ကိုထိုးသိမ်းတိုက်ခိုက်တာနဲ့အတူတန်းတက်ထိန်ချုပ်ဒေသတွေအများပြားကိုလည်းလေကြောင်းကနေဇက်တိုက်ပုံကျဲနေပြီးတော့နှစ်ပတ်အတွင်းမှာဒီတေဆုံးသူ30ကျော်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာ။နောက် DNL နဲ့ပတ်သက်တဲ့သတင်းတစ်ခုကိုဆက်ရမယ်ဆိုရင်တော့ဒီမိုးကုံးမြို့ကိုစစ်ကောင်စီကဘုံနဲ့ထတ်ကျဲပြန်ပါတယ်ခင်ဗျာ။ဒီမိုးကုံးမြို့အရှိပိုင်းကိုဒီနေ့အောက်တိုဘာလ16ရက်မနေ့9နာရီခွဲလောက်ကစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်သွားပါတယ် ပောက်ကွဲတံအလွန်ပြင်းထန်ပြီးတော့မြို့ပေါ်နဲ့ဈေးတဲ့သွာလာနေသူတွေထွက်ပြေးခဲ့ရတယ်လို့မြို့ကန်တွေကပြောပြကြပါတယ်။မနေ့စောစောကြက်တရီမဲ့တာဗျာမြို့ထဲစူညံသွားတာပဲလို့မိုးကုံမြို့ကန်တို့ကပြောပြပါတယ်။ဘုံကျဲတိုက်ခိုက်တာကြောင့်ထိခိုက်မှုအခြေအနေကိုမသိရသေးပါဘူး။အနာသိမ့်စစ်ကောင်စီတပ်ကစစ်ကြောင်းတချို့ဟာတပေကျင်းမြို့ဘက်ကနေမိုးကုံမြို့ကိုစစ်ကြောင်းထုတ်ဖို့ကြိုးစားနေတယ်လို့လေကြောင်းကနေလည်းမကြာခဏဘုံကျဲနေပါတယ်။ မိုးကုံးမြို့ဟာတန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်နဲ့ TNL ဟာရှမ်းပြည်မြောက်ပိုင်းဒီပေါ်မြို့မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။လက်ရှိအော်တိုဘလအတွင်းအာနာသိန်းစစ်ကောင်စီက TNL ထိန်းချုပ်မြို့တွေဖြစ်တဲ့မန္တလေးတိုင်းမိုးကုံးမြို့ရှမ်းပြည်နယ်မြောက်ပိုင်းကနမ်ဆန်နမ်တူမိုင်းလုံမိုးမိတ်ဒီပေါ်မိုင်းငော့ကြောင်မဲမျိုးတွေကိုဘုံကျဲလို့အရတထိကိုက်သေးဆုံးမှုတွေရှိနေစေဖြစ်ပါတယ်ခင်ဗျာ။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီထိုင်းမြန်မာနယ်သက်မှာရှိတဲ့ကင်ဆာလိုအမြင့်တွင်နေတဲ့ကြားဖြန့်ဆိုင်ဘာဂိုင်းတွေနဲ့ပတ်သက်တဲ့သတင်းကိုတင်ဆက်လိုပါရစေ။ဒီနှစ်နိုင်ငံနယ်သက်မှာခြေပြုထားတဲ့ကြားဖြန့်လိုလူတီများတဲ့အွန်လိုင်းငိုလိန်ဂိုင်းတွေကိုတရုတ်ထိုင်းအပါအဝင်နိုင်ငံတကာကပူးပေါင်းနှိမ်နင်းခဲ့ကြပေမဲ့ဒီရေတောက်မြစ်အခိုင်အမာမြစ်တွင်နေတဲ့အဲ့ဒီလုပ်ငန်းတွေဟာဆက်လက်ကြီးထွားနေသေးဖြစ်ပါရစေ။ ဖန်စီပြည်ပြန်ဖို့ခံရတဲ့သူတွေနေရာမှာမြန်မာလုပ်သားတွေနဲ့အစာထိုးပြီးတော့နိုင်ငံခြားသားတွေကိုလှည့်ပြခေါ်ယူပြီးလုပ်ငန်းတွေဆက်လက်လက်ပတ်နေကြရမှာမြန်မာဘက်ကလက်နက်ကင်အဖွဲ့အစည်းတွေကပါဝင်ပတ်သက်နေကြပါတယ်။စကားတက်เสียမလို့ပဲမြန်မာနိုင်ငံသားကတ်ကိုမြဝတီမြို့ပေါ်မှာပဲရရှိနိုင်တဲ့လက်နက်ကင်အဆောင်ရှောက်နဲ့တွာလာနေကြတယ်လို့ဆိုကြပါတယ်။ကမ္ဘာအနှံ့ကဒေါ်လာဘီလီယံပေါင်းများစွာကိုလိမ်လည်ရယူနေတဲ့မြန်မာနိုင်ငံမှာရှိတဲ့ online ငွေလိမ်လည်မှုစင်တာတွေကို င်တာနက်ဝန်ဆောင်မှုပေးနေတဲ့အီလွန်မတ်ရဲ့ Starlink ဂျူရုအင်တာနက်လုပ်ငန်းနဲ့ပတ်သက်လို့အမေရိကန်ကွန်ဂရက်ရဲ့စီးပွားရေးဆိုင်ရာကော်မတီတစ်ခုကစုံစမ်းစစ်ဆေးတာတွေစတင်နေပြီဖြစ်တယ်လို့အော်တိုဘာလဒုတိယပတ်မှာထုတ်ပြန်ခဲ့ပါတယ်။အာရှဆိုင်ရာအင်တာနက်မှတ်ပုံတင်အဖွဲ့ရဲ့အချက်လက်တွေအရ Starlink ဟာစစ်ဘေးတန်တဲ့နေတဲ့မြန်မာနိုင်ငံအတွင်းဒီအကြီးဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသူဖြစ်လာခဲ့ပါတယ်။ နေဆက်လုပ်ငန်းတွေတမကဆစ်ဖြစ်နေတဲ့ဒေသတွေမှာလည်းစတက်လစ်အင်တာနက်ကိုအသုံးပြုနေကြရတာဖြစ်ပါတယ်ခင်ဗျာ။အောက်တိုဘာလ16ရက်နေ့နေကင်းပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာပဲဖြစ်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။